ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လာကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးသားမယ်ဆိုတော့လက်ရှိအဲ social media ပေါ်မှာအရန်နာမည်ကြီးနေတဲ့ video file လေးတစ်ခုပေါ့နော်အဲ့ video file လေးကတော့အဲ Google Cache နဲ့ Magnus Carlsen ပွဲမှာ Carlsen ကရှုံးသွားတော့ဒီ table ကိုပေါ့နော်ဇပွဲကိုရိုက်ချလိုက်တဲ့ video file လေးပေါ့အဲ့ video file နဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလေးပြောပြချင်တယ်အဲသူတို့ရဲ့ကစားပွဲလေးကကျွန်တော်တုံးသက်ပေးသားမယ်ပေါ့နော်ဒီဒီမှာအဲ့အဲ့ video file မှာတကယ်တော့ ကာဆန်ကဘာလို့ရိုက်လိုက်လဲပေါ့နော်ကာဆန်တော့အဓိကရှုံးသွားလို့သူကဒီ emotional အရင်များပြီးတော့ရိုက်လိုက်တယ်ပေါ့ဘာကြောင့်ရိုက်လိုက်တာလဲဆိုတော့သူကတပွဲလုံးသူအตาစီးကနေပြီးတော့ဆော့ခဲ့တာတပွဲလုံးသူဟိုအကောင်းဆုံးကစားခဲ့တယ်ဟိုလုံးဝနိုင်လောင်းအောင်အထိတာတဲ့အခွင့်အရေးမျိုးတွေရခဲ့တယ်ဒါပေမဲ့ဟိုပြီးကန်နီးမှာသူ ဘလန်နာထွက်သွားတယ်ဗောနော်ဘလန်နာထွက်ပြီးတော့နောက်တော့ရှုံးသွားတယ်ရှုံးသွားတဲ့အခါကျတော့အရင် emotional များပြီးတော့အဖြစ်ပေါ်အဖြစ်ပြတ်သွားဗောနော်ဒါပုံကိုရတဲ့တယ်အဲဒါပေမဲ့လည်းသူကပွဲပြီးတဲ့ချိန်မှာသူ Google Crash ကိုပြန်ပြီးတော့အဲ lesson နဲ့နှုတ်ဆက်တယ်ပြန်လဲတောင်းပန်တယ်ဗောနော်ပြန်တောင်းပန်တယ်ကျွန်တော်ကအဲ့ဒီချိန်မှာအဲခံစားရတဲ့ခံစားတဲ့ခံစားချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဗောနော်အဲကာဆန်ကဒီဗောနော်ဟိုပုံကိုရိုက်လိုက်ပြီးတဲ့နောက်မှာသူ လက်ဆွဲနှုတ်ဆက်တယ်လက်ဆွဲနှုတ်ဆက်ပြီးအယုတ်လေးပြန်စီရပြီးပြီးနောက်ကိုထွက်သွားပြီးတော့ oh my god ဆိုပြီးတော့သူပြောလိုက်တဲ့လေတံပေါ့ဗျာအဲ့ဒါကြီးကလုံးဝအဲသူစိတ်ထဲမှာဘလို့ဖြစ်သွားလဲဆိုတော့ကောင်းကောင်းကြီးသိတယ်ဗျာဒါကြောင့်ဆိုတော့ကျွန်တော်တို့ဒီကိုကစားခဲ့တဲ့ပွဲတပွဲကိုတေချာစိတ်နစ်ပြီးတော့ကစားခဲ့တဲ့ပွဲတပွဲဟိုအကောင်းဆုံးကစားခဲ့တယ်တပွဲလုံးလည်းဟိုကောင်းကောင်းကစားနိုင်တယ်အထက်စီးကနေကစားခဲ့တယ်နိုင်လောက်အောင်အခွင့်အရေးမျိုးတွေရခဲ့တယ်အသာစီးရခဲ့တယ် ဒါပေမဲ့ကိုယ့်ရဲ့အမှားတစ်ခုကြောင့်ရှုံးသွားတော့ဗျာလုံးဝစိတ်ပြတ်သွားတာပေါ့အဲ့လိုမျိုးပေါ့ဒါပေမဲ့အဲ့မှာဖြစ်အဲ့မှာပြီးတော့လည်းသူအပြင်ထွက်ခံနေမှာလည်းလူကက်ရဲ့အဲကြောလေးကိုပုတ်သွားတယ်ပေါ့နော်ဒါကတော့ဟိုဒါပြန်ပြီးတော့သူတောင်းမှန်တဲ့အဲအမှုရာလေးတွေပေါ့โอเคဟုတ်ပြီဒါအဲ့မှာ Google Search ကကြည့်လို့ဆိုရင်လည်းအဲ Google ကဟိုပွဲပြီးတော့လည်းသူကဒီဘက်ကသူကန်ကောင်းလို့ နိုင်သွားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီသူ့ကိုမေးတဲ့အခါမှာအဲကာဆန်ကဒီလိုမျိုးရဲလိုက်တဲ့အခါမှာဘယ်လိုမျိုးခံစားမှုတွေရှိလဲခံစားချက်တွေရှိလဲပေါ့နော်အဲ့ချိန်မှာလည်း Google ကလည်းအဲတည်ငြိမ်နေလဲပေါ့နော်ဒါကတော့ဟိုတရမများမှာဖြစ်လေဖြစ်ထရှိရဲ့အမှုရာမျိုးတွေပဲပေါ့နော်သူကိုယ်တိုင်လည်းသူ့ရဲ့ဒီ career တလျှောက်မှာအများကြီးဖြစ်ပျက်ခဲ့မှုတွေပေါ့ဒါပုံမှန်ပဲဆိုပြီးတော့သူကဖြေခဲ့တယ်ပေါ့နော်ဒါလည်းသူ့ရဲ့စိတ်သက်ကတကယ်ကိုလေးစားဖို့ကောင်းပါတယ် โอเคဟုတ်ပြီဒါဆိုရင်ဒီဗီဒီယိုလေးကတော့အားလုံးလည်းကြည့်ဖို့မှာဖြစ်ပါတယ် And there's 20 uh, seconds of oh, spare. Let it go. And then he got big mistake of blind goal. Oh my He's goodness. He's blundering away. Magnus is losing right now. Oh my goodness.

အဲကြည့်မယ်ပေါ့ Okay ဟုတ်ပြီအဲ့တော့ဒီဘက်မှာ Google Cash ကအဖြူကစားကိုကင်ပြီးတော့ Carson ကအမဲကစားကိုကင်ဆောင်တော့မှာဖြစ်ပါတယ်အဲ့တော့အဖြူကနေပြီးတော့ Google Cash ကဘာရှိကြလဲဆိုရင် E4 တက်တယ် E4 မှာ Carson က E5 ပြန်တက်တယ်အဲ NRF3 မှာ Knight C6 Knight C6 မှာ Bishop B5 ဒါတော့အဲ Ray Lopez ကိုရွေးချယ်ခဲ့တယ်ပေါ့နော် Google Cash ကတော့ ဒီနေရာမှာကာဆန်ကဘာရွှေ့ခဲ့လဲဆိုရင် night fix ရွှေ့ခဲ့တယ်ပေါ့ဒီနေရာမှာတခြားတခြားတော့ move တွေလည်းရွှေ့လို့တော့ရပါတယ်ဒါပေမဲ့ကာဆန်ကတော့ night fix ပဲရွှေ့ခဲ့တယ်သူကတော့ balling defense ကိုရွေးချယ်ခဲ့တယ်ပေါ့နော်အဲ့တော့ d3 တက်တယ်အဂူကက်ကဒီနေရာမှာ d3 တက်တယ် d3 မှာကာဆန်ကအဲ development အနေနဲ့ bishop c5 ပဲရွှေ့ခဲ့တယ်ပေါ့နော်အပွဲထဲမှာတော့အဂူကက်က c3 ထပ်တက်ခဲ့တယ် အဲစီတရင်မတက်ဘဲနဲ့ပေါ့ဗျာအကယ်၍ကျွန်တော်ဒီနေရာမှာဒီလိုမျိုးစဉ်းစားကြည့်လိုက်ပေါ့ e5 ကပုံစားလို့ရလားပေါ့ဘယ်လိုမျိုးလဲကျွန်တော် bishop c6 စားမယ်ပြန်စားတဲ့အခါမှာ knight e5 ဆိုပြီးစားလို့ရလားပုံတလုံးအတားရလားပေါ့အဲ့လိုတွေးလိုက်မယ်ဆိုရင်တကယ်တော့မှားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တော့စားလို့မရဘူးအဲ့ညံမှာကျွန်တော်အမဲရနေပြီးပါရှိလာကြ queen d4 ရှိလာလို့ဆိုရင်အဲဒီမှာ double attack မိသွားမယ် double attack မိပြီးတော့ကစားရုပ်တကောင်ကြာသွားမှာဖြစ်ပါတယ်အဲ့တော့အဲတော့စားလို့မရဘူးပေါ့နော် e5 ကပုံလေးကိုတော့စားလို့မရပါဘူး ဲ့တော့ကျွန်တော်တို့ဒီမှာ Google Cache ကအဲ့အတွက်ကြောင့်ဒီနေရာမှာသူက C3 line လေးပဲရွေးချယ်ခဲ့တယ်။ဒီ C3 ရဲ့ယူရချက်ကတော့ဗျာအာဘာလို့တလဲဆိုလို့ရှိရင်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်ဒီ default square လေးကိုလည်းတားထားတယ်။ဒါတစ်ချိန်ချိန်မှာသူက default တက်မယ်ဆိုတော့ idea မျိုးလေးလက်ရှိရသူ့ရဲ့ center ကို solid ထားမယ်ပေါ့နော်။အဲစန္ဒာမှာပေါ်နေထားပြီပြီနောက်တစ်ခုကကြတော့အဲများသောအားဖြင့်ကျွန်တော် rail pass မှာဆိုလို့ဆိုရင်အမဲရနေပြီးတော့ a6 တွေ b5 တွေမောင်းတာတွေရှိရာ ဲ့လိုတွေမောင်းတဲ့အခါကျရင်လည်းဒီ bishop ကဒီဘယ်လိုသွားမှာလဲဆိုရင်ကျွန်တော် bishop က a4 bishop c2 limit ပြန်လှည့်လာတာမျိုးတွေလည်းအဖြူကနေပြီးတော့ခဏခဏကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာဒီ gukesh ရဲ့ c3 idea တွေဒီလိုမျိုး idea တွေအများကြီးပါတယ်ပေါ့โอเคအဲ့တော့ကျွန်တော်တို့မပွဲလေးကိုဆက်ပြီးတော့ကြည့်လိုက်မယ်ပွဲလေးမှာ castle ကတော့ castle မလုပ်ခဲ့တယ်အဲ့တော့ဒီမှာ gukesh လည်း castle လုပ်လိုက်တယ်အဲ့တော့ ကာစင်းလောက်လိုက်ပြီဆိုရင်တော့နောက်လဲကြရင်တော့ကျွန်တော်တို့အခုနားလိုမျိုးအာမရှိတော့ဘူးနောက်လဲကြရင်ကျွန်တော်ဒီမှာဒီ e5 တွေပါတွေစားကျင်နေဆိုရင်စားလို့တော့ရတဲ့အခွင့်အရေးတစ်ခုတော့ရှိရပါတော့။အဲဒါလည်းစားမယ်။ Bishop day night ပြီးရင် Pawn day night ပြန်စားစေ။ Knight e5 တွေပါတွေရတယ်။အဲ့တော့ဒီနေရာမှာတော့ကာဆိုင်ကသူက D6 ပဲရှိခဲ့တယ်ပေါ့နော်။ D6 ရဲ့ idea ကတော့သူက E5 ကပုံလေးကိုပြန်ပြီးတော့တောင်းထားတယ်။ပြန်ပြီးကယ်ထားတယ်ပေါ့။အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် ့ Google Glass ကဘာဆွဲခဲ့လဲဆိုလို့ဆိုရင် H3 အဲဒီ H3 ရဲ့ဆွဲဘက်ကတော့အဲ Visual G4 နဲ့လာပြီးတော့မပင်အောင် တားထားတယ်လို့ပဲပြောရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာအမဲရဲ့ထုံးစံတိုင်းမဲ့ဒီနေရာမှာ A6 ဆက်တဲ့ Bishop Mount နဲ့ Bishop A4 နဲ့ရှောင်းတယ်။ဒီမှာလည်းကာဆန်ကဘာရွှေ့ခဲ့လဲဆိုတော့ A6 လေးပဲအရင်ရွှေ့ခဲ့တယ်။ A6 ကတော့ Bishop G5 မလာနိုင်အောင်လာပြီးတော့မပင်အောင်ကျိုးပြီးတော့တားထားတယ်ပေါ့နော် Bishop လာမဲ့ကွက်ကို။အဲ့တော့ကျွန်တော်ဒီမှာထည့်ကြည့်မယ်ဆိုလို့ရှိရင် အဖြူကနေပြီးတော့ Google Search ကဘာရှိခဲ့လဲဆိုတော့ Rook E1 နောက်တည့်ရဲ့ Rook လေးကိုအာ E5 မှာပို့ထားတယ် E4 ပုံးလေးပြန်ကယ်ထားတယ်ဒါ default တက်ဖို့အတွက်လည်းအဲ plan လုပ်ထားတယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာထည့်ကြည့်မှာဆို B5 B5 မှာ Bishop C2 ပြန်လာတယ် ဖြက်စီတူမှာ B6 ဒါကတော့ဒီချိန်ခွက်ကတော့ဗျာအဓိကဘာကြောင့်ဒီလိုတန်းရှိရဘီရှော့ B6 ကိုရှိရလဲဆိုလို့ဆိုရင်ဟိုအဖြူက Google Crash က default တက်လာလို့ဆိုရင် tempo တလဲမပေးခြင်းလို့ကြိုပြီးတော့အဲရှောင်ထားလိုက်တဲ့တဘောပဲပေါ့နော်အဲဘီရှော့ B6 လေးရှောင်ထားလိုက်တယ်အဲ့တော့ကျွန်တော်တို့မှထည့်ကြည့်မယ်ဆိုရင် night bee ဒီလိုဒါ development လုပ်တယ်ဒီ night ဒီကျွန်တော်တို့ f1 ကနေပြီးတော့လည်းပြန်ထွက်လဲအဲဝင်ပြီးတော့ g3 တွေပါတွေဒါမျိုးထွက်မဲ့ idea လေးလဲအဲရှိရပေါ့နော်ဒီလိုမျိုးလေးတွားမှာပေါ့ အဲ့တော့ကျွန်တော်ဒီမှာထက်ကြည့်မယ်ဆိုရင် Nike 7ကာဆိုင်ရဲ့ Nike 7ကလည်းအလားတူပဲကျွန်တော်တို့ဒီ Nike က E7 ကနေပြီးတော့ G6 ကိုသွားတာမျိုးလုပ်လို့ရတယ်နောက်တစ်ခါကျတော့ကျွန်တော်ဒီမှာအဲ C5 တွေပါထပ်တက်လို့ရတယ်ဗောနော်အဲ့နောက်မှာမှ D5 brake လို့တာတွေပါလေးရှိပဲဗောဒါလည်းပုံစံနဲ့ကစားကျင်တဲ့ idea လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာထက်ပြီးတော့ကြည့်မယ်ဆိုလို့ဆိုရင် A4 A4 ကတော့ဒါကတော့ဒီ B5 ကပုံကိုခြေတယ်အဲ့တော့ကျ Rook B8 နဲ့ပြန်ပြီးတော့ရထားလေး fine ယူထားတယ်ဗောနော်အဲအဲ့တော့ D4 တက်တယ် ဒီဖုန်းမှာ 9G6 9G6 မှာ 9G phone ပြောင်းဝင်တယ်ဒါကခုနကသူတို့ရဲ့ဒါ development idea တွေအတိုင်းပဲအဲကစားကောင်တွေကိုလှည့်ကစားရတယ်ပေါ့အဲ C5 တက်လာပြီ C5 တက်လာတဲ့အချိန်မှာကျွန်တော်ဒီမှာထက်ကြည့်မယ်ဆို 9G3 9G3 မှာ CD4 the CD4 အဲ့မှာကာဆန်က A4 ကိုစားလိုက်တယ်အဲကာဆန်ကဒီနေရာမှာလည်းတော့ အဲထူးတော့ထူးဆန်းတယ်ပေါ့နော်။ပြန်လည်းထူးဆန်းတယ်ကျတော့ဒီမှာ A4 လေးစားလိုက်တယ်ပေါ့ A4 စားတဲ့အခါကျတော့ဒီတနည်းပြောမယ်ဆိုရင်ဒီ A6 ပုံလေးကတော့အဲ weak သွားတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လည်းဒါပေမဲ့တခုရှိတာကပေါ့နော်ဒီ B5 ကတော့ပွင့်သွားတယ်ဗျာ။ B5 ပွင့်သွားတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ဒီ B2 ပုံကလည်းပြန်ပြီးတော့အာ Google Cache Address weak နေမှာပဲပေါ့။အဲတော့ကြောင့်ဒါအဆင်ပြေလို့ပြောလို့တော့ရပါတယ်။ E4 စားကြမှာတော့ပြန်စားတယ်ပြန်စားတော့ Bishop B7 development လုပ်ပြီးတော့ဒီ E4 လေးကို pressure ပေးထားတယ်အဲ့တော့ ဒီနေရာမှာကြည့်မယ်ဆိုရင်ဗျာကျွန်တော်ဒီမှာအမဲ bishop တွေပေါ့လက်ရှိမှာအမဲ bishop တွေကြည့်မယ်ဆိုရင်ဒီ bishop ကလည်းဒီ diagonal မှာသူ့အနေနဲ့ကောင်းနေတယ်ဒီ b7 မှာရှိတဲ့ bishop ကလည်းဒီ diagonal မှာကောင်းနေတယ်ပေါ့ bishop နှစ်ကောင်လုံးက diagonal တွေကအာ line ကောင်းတဲ့ diagonal တွေ open diagonal တွေဖြစ်နေတယ်ပေါ့အဲ့တော့ကျွန်တော်ဒီနေရာမှာ gukash ကဘာရှိခဲ့လဲဆိုရင် d5 အဲ့တော့ d5 ကတော့ရှင်းတယ်ဒါကတော့ဒါကတော့ဒီ light square bishop ရဲ့ diagonal ကိုပိတ်လိုက်တယ်ဒါပေမဲ့ကျွန်တော် ဘာဖြစ်တာလဲဆိုတော့အဲ့လိုပိတ်လိုက်တဲ့အခါမှာတခုရှိတာကဒီ basic ရဲ့ base shot dash square base shot ရဲ့ diagonal လေးတော့ပို့ပြီးတော့ပွင့်သွားတယ်ပေါ့ဒါပေမဲ့လည်းပဲကျတော့ဒီနေရာမှာအဖြူကအဲနောက်ထပ် move တွေမှာ bishop e3 သွားပြီးတော့ base shot ချင်းဒီ line ကောင်းတဲ့ base shot ချင်းနဲ့လဲကစားလိုက်လို့ရတယ်ပေါ့နော်ဘယ်လိုပုံစံနဲ့ကစားလိုက်လို့ရတယ်အဲ့တော့ဒီနေရာမှာ castan ဘာရှိခဲ့ a5 ဒီ shot ကလည်းလုံးဝမိုက်တယ် ဘာကြောင့်မိုက်တာလဲဆိုတော့ဗျာပြောရမယ်ဆိုရင်ဗျာဒီမှာကဟိုဘာကြောင့် A5 ရွှေ့တာလဲဆိုတော့လက်ရှိမှာဗျာ B7 မှာရှိတဲ့ Bishop ရဲ့ diagonal ဒီဒီ diagonal ကြီးကပိတ်သွားပြီပိတ်သွားတဲ့အခါမှာ Cassian ကလမ်းကြောင်းပြန်ချတဲ့အခါကျတော့ဒီ Bishop B7 မှာရှိတဲ့ Bishop ကိုသူက A6 ကနေပြီးတော့လေပြန်ပြီးတော့ထွက်ကစားလို့ရတယ်နောက်တစ်ခုကကျတော့ C8 ကိုပြန်ပြီးတော့ဝင်ပြီးတော့အဲကစားမယ်ဆိုရင်လည်းအဲကစားလို့ရတယ်ပေါ့အဲ့တော့ဒီလေးမလေးလမ်းကြောင်းလေးဟပေးလိုက်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာထိုက်ကြည့်မယ်ဆိုလို့ရှိရင် bishop e3 bishop e3 မှာ bishop c8 ဒါတော့ ဟို bishop ကိုပြန်ပြီးတော့ ch ထည့်ထားပြီးတော့ rook fine အပွင့်ပေါ့နော်စားလိုက်လို့ဆိုရင် rook နဲ့စားပြီးတော့ဒီ b2 ကပေါ်မှာထပ်ပြီးတော့ pressure ပေးမယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာ b3 လေးတက်ထားတယ် gukesh ကတော့တည့်ရဲ့ b2 ကပေါ်လေးကိုအဲ b3 တက်ပြီးတော့ a4 က bishop လေးနဲ့ချိန်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ဆိုရင် Carson က Bishop တဲ့ E3 စားတယ်။အာ Root တဲ့ E3 Gukesh ကပြန်စားတယ်။အဲ့မှာ Knight F4 Knight F4 ဝင်လာတဲ့အခါကျတော့ဒီဟာကြီးကကျွန်တော်တို့ပြောမယ်ဆိုရင်အမဲက Carson ရဲ့ ဟိုကာဆန်ကလည်းရှိမှဆိုကျွန်တော်တို့ဒါတိုက်စစ်ရနေလို့ပြောလို့ရတယ်ပေါ့နော်ဒီ9 4ဒီပါလေရောက်လာပြီးပြီးသွားဆိုကျွန်တော် bishop uh, h3 sacrifice တွေပါတွေပါရတချင်ချင်းမှာအဲလုံးလို့ရနိုင်တယ်ပြီးရင်ကျွန်တော်တို့ဒီမှာ h5 တွေ h4 တွေဆက်လိုက်လာလို့ရတယ်ပေါ့နော်အဲ့တော့ night ကလည်း f4 ဆိုတဲ့နေရာမှာတော်တော်ကောင်းတယ်လို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင် bishop c6 bishop c6 မှာ rook b4 အဲ့တော့ rugby 4ကတော့ဒါ e4 လေးကိုပဲထပ်ပြီးတော့အဲ pressure ပေးထားတယ်ပေါ့အဲ quincy 2လာမယ် quincy 2မှာဒီမှာကျွန်တော်တို့မှထပ်ကြည့်မယ်ဆိုလို့ဆိုရင်အာ g6 တက်တယ်ပေါ့နော် g6 လည်းကစားလို့ရတယ်ဒီနေရာမှာပေါ့နော် castle နေနဲ့ဆိုတော့အမဲရနေပြီးတော့အာ bishop တဲ့ h3 ပါလေသွားဆလို့ရတယ်အဲ bishop sacrifice တွေပါလေလုတ်လိုက်လို့ရတယ်ပေါ့ မချက်ချက်ကပိုင်လုံးမယ်ဆိုရင်အဲ့ကျတော့ပြန်စားမယ်ဆိုရင်ကျွန်တော် Nighted H3 ပြန်စားချက်ပြချက်ဆိုကင်းကဂျီတူးချောင်းမယ်ကျွန်တော် Nighted 4နဲ့ပြန်ချက်ချက်ပြီးရင်တော့မှာကင်းဂျီ1လာပြီဆိုလို့ဆိုရင်ဒီ H5 တွေ H4 တွေစတိုက်လိုက်လာပြီးတော့အဲကစားလို့ရတယ်ပေါ့နော်ဒီတရဒါပေါ့ဒါမှမဟုတ်ကျွန်တော် Nighted 4လက် Nighted 4လိုက်ပြီးတော့ဒီကောင်တွေကိုမေးလို့လည်းရတယ်အဲ့လိုမျိုးကစားလို့ရတကောင်ပေးပြီးတော့ဒီဘက်ကင်းဆိုင်ကိုဝင်လုံးမယ်ဆိုတဲ့ idea လေးပေါ့နော်အဲဒီလို idea နဲ့လည်းကာဆန်နေနဲ့ဒီညမှာကစားခဲ့လို့ရပါတယ် ဟုတ်ပြီအဲ့ဒါကျွန်တော်ကစားပွဲလေးပဲပြန်ကြည့်မယ်ပေါ့နော်ကစားပွဲထဲမှာတော့ကာဆန်ကဒီညမှာဂျီစစ်ပဲရွှေ့ခဲ့တယ်ပေါ့ဒါကတော့ဂျီစစ်ကလည်းအဲမဆိုးလို့တော့ပြောရရပါဒါ GC ရဲ့ idea 9F5 ကိုတားထားတယ်နောက်တစ်ခါနောက်လည်းမှ H5 တက်မယ်ဆိုတော့ idea မျိုးလည်းအဲရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် Gain H1 Gukash ကတော့ Gain လေးကိုကြိုးပြီးတော့ရှောင်လိုက်တယ်ပေါ့ Gain H1 နဲ့ Gain H1 မှာ Kasan ကဒီမှာပြကျွန်တော်ကြည့်လိုက်ပြဒီ CA မှာရှိတဲ့ Bishop တွေ ဒီဒရဂွန်တန်းမှာအလုံးမလုံးဘူးဗျာဘဲမှသွားလို့မရောက်နေရာတွေကမရောက်မရတဲ့အခါကျတော့ဘယ်တော့ make sure assist ကနေပြန်ထွက်တယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင်ကွင်းရီတူကွင်းရီတူကတော့ဒါကတော့ A5 ကပုံကိုပေါ်တင်ချိန်တာပဲ A5 ကပုံကိုစားမယ်အဲ့တော့ကာဆန်နဲ့ဘာရှိခဲ့လဲဆိုရင်ကာဆန်ကဒီ A5 ကပုံကိုကယ်လို့မရတဲ့အခါကျတော့ make sure D3 လေးပြန်လာပြီးတော့ဒီ E4 မှာရှိတဲ့ပုံလေးကိုပြန်ချိန်မယ်အဲ့ဒီမှာသူတို့စင်ပြ A4 မှာရှိတဲ့ပုံလေးကိုကာဆန်ကဘယ်ကောင်တိုက်ခိုက်တာလဲဆိုရင် Mission နဲ့တိုက်ထားတယ်နားနဲ့လည်းတိုက်ထားတယ် Rook နဲ့တိုက်ထားတယ်၃ကောင်နဲ့တိုက်ထားတယ် ဲ Google Search အနေနဲ့ကဲထားတာကြတော့ဘယ်နှကောင်နဲ့ပဲကဲထားလဲဆိုရင် Nine နဲ့ Rook နဲ့နှကောင်ပဲရှိသေးရပေါ့နော်နှကောင်ပဲရှိသေးတော့ဒီနေရာမှာ Google Search ကဘာဆွေးခဲ့လဲဆိုတော့ Nine D2 လေးရွှေ့ပြီးတော့ထပ်ပြီးတော့ဒီ E4 လေးကိုသူကပြန်ပြီးတော့ကဲထားတယ်သူက A5 ကိုတော့စားမယ် E4 ကိုတော့မပေးမပေးခြင်းဘူးပေါ့နော်ဟုတ်ပြီအဲ့နေရာမှာဒီနေရာမှာ Cassan ကဘာဆွေးခဲ့လဲဆိုရင် H5 ဆိုပြီးတော့ဆက်ရှိခဲ့တယ်။ဒီ H5 ရဲ့ idea ကတော့ဒီပြောမယ်ကျွန်တော်တို့ elimination of the defense လို့ပြောတာပေါ့ဗျာ ဟိုခုခံလာတဲ့ကောင်ဖယ်ရှားမယ်ဖယ်ရှားတဲ့ခါမှာကျွန်တော်ဘာနဲ့ဖယ်ရှားမှာဒီမှာ G3 ရ night ကိုဘာလို့မှာဆိုရင်ကျွန်တော် H4 တက်ပြီးတော့မောင်းမှာမောင်းပြီးတော့ဖယ်ရှားမှာဒါပေမဲ့အဲ့လို H4 မတက်နိုင်အောင်အဖြူကနေပြီးတော့ H4 ကတားလို့ရလားဆိုတော့လေမရပြန်အောင်ဒီနေရာမှာအဖြူ H4 တက်လို့ဆိုရင် 94G4 တွေကိုင်း H4 တွေဆိုအဲ့ဒါတိုင်ပတ်သွားမယ်ပေါ့နော်အဖြူကတိုင်ပတ်သွားမယ်အဲ့ဒါဆိုရင်တော်တော်ဒုက္ခရောက်သွားမယ်အဲ့ဒါကြောင့်ဒီနေရာမှာ H4 လဲတက်လို့မရဘူးအဲ့တော့ကျွန်တော်ဒီနေရာမှာအဲ ကစားပွဲထဲမှာတော့ဟို Google Cash ကမရှိခဲ့လဲဆိုလို့ရှိရင် Queen Day A5 ပဲစားလိုက်တယ်ပေါ့နော် Queen A5 Queen ကြီးလဲမယ်ပေါ့အဲကာဆန်ကလည်းလဲခဲ့ပါတယ် Queen Day A5 Rooted A5 ပေါ့အဲ့တော့လဲပြီးအနောက်မှာ H4 တက်တယ်အဲသူပေးလိုက်ရတဲ့ပွန်လေးတလုံးကိုသူပြန်ပြီးတော့ယူမယ်ပေါ့ H4 မှာ Google Cash ကဒီ night ကိုမရှောင်ဘူးဘာကြောင့်မရှောင်တာလဲမရှောင်မဲ့သူက Rook A4 ပဲရှိခဲ့တယ် ဒီ rule for idea ဆိုတာထက်ပေါ့နော်။ဘာကြောင့်မြင်းကိုမချောင်တာလဲဆိုရင်အကယ်၍ဟိုကာဆန်ကတော့ night ကိုစားခဲ့မယ်ဆိုရင်သူကပုံးနဲ့ပြန်စားမှာ။ပုံးနဲ့ပြန်စားတဲ့အခါကျရင်ဒီ night ကိုချိန်ပြီးသားဖြစ်နေ။အဲ့တော့အဲ့ night ရှောင်တဲ့အခါကျလို့ဆိုရင်အဲ့ night ကဒီ F4 မှာရှိတဲ့ night ကတနည်းအောင်ရှောင်မယ်ဆိုလို့ဆိုရင်ဒီ bishop လေးကို rook နဲ့စားလိုက်လို့ရတယ်။အဲပြောမှပြောမယ်ဆိုရင်များတကောင်ပြန်ရတယ်ဗျာအဲဆိုရင် e4 ဘုံလည်းမပေးရတော့ဘူးအဲဒီရွေချက်နဲ့တူအောင်မလုပ်ခဲ့တာဆိုရင်ဒီ g3 မှာရှိတဲ့ night ကိုမရှောင်ခဲ့ဘူးပေါ့ အဲ့တော့မချောင်းခဲ့ပဲနဲ့ရူကင်းပဲဆိုင်တယ်ပေါ့အဲ့တော့ဒီမှာကာဆန်ကစားခဲ့လာဆိုရင်မစားဘူး ref b8 အဲရထားနောက်တစ်ကောင်ကိုထပ်ပြီးတော့ b5 ကိုခေါ်လာတယ် b3 ဘုံးလေးကို pressure ပေးထားတယ်အဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် rook a2 rook a2 ရထားကကျွန်တော်တို့ rook a2 ကိုပြန်သွားထားတယ်အကင်း g7 ကင်း g7 မှာကျွန်တော်တို့ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် rook a7 သွားတယ်အမေဒီ rook a7 ကတကယ်တော့တွားတာပဲရှိတယ်ဘာမှလောက်ကမရှိဘူးလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အကောင်လုံးက ဟိုကဲထားပြီးသားပဲဘာမှဟိုအမဲအတွက်ပြဿနာမရှိဘူးပေါ့ဒီနေထားအဲ့တော့ဒီမှာကာဆန်ကဘာရွှေ့ခဲ့လဲဆိုရင် Rick Defoe ဆိုပြီးတော့ရွှေ့ခဲ့တယ် Rick Defoe ကတော့ဒါသူ့ရဲ့ Bishop လေးကိုပြန်ကယ်ထားတာ Bishop လေးကိုပြန်ကယ်ထားတယ်ပြောမယ်ဆိုရင်ဒါနောက်လည်းကြားလို့ဆိုရင်သူဒီဒါစားတာမှာတကြောက်စားတာမှာစားပြန်စားဆိုရင် night shot လို့ဆိုရင်ဒီ Bishop လည်းပေးစရာမလိုတော့ဘူးဒါဒီရဲ့ချက်နဲ့သူက Rick Defoe လေးရွှေ့ထားတယ် Rick Defoe မှာ Night of 3ဆိုပြီးတော့ Google ကပြန်လာတယ်ဒီနေရာမှာကာဆန်က ဟိုတော်တော်လေးကိုတာနေပြီပေါ့နော်အဲတော်တော်လေးတာနေပြီကျွန်တော်တို့ engine ဘာမှဆိုလို့ရှိရင် minus 4လောက်ထိပြရတယ်ပေါ့အဲတော်တော်လေးကိုဟိုအနိုင်လောက်အောင်တာနေရလို့ပြောလို့ရတယ်ပေါ့အဲ့ဒီမှာကျွန်တော်ဒီနေရာမှာကာဆန်ကဘာရွှေ့ခဲ့လဲဆိုရင် best move ပဲရွှေ့ခဲ့တယ် HD3 night ကိုစားတယ် night ကိုစားတော့ကျွန်တော်ဒီနေရာမှာပေါ့နော် အမဲအနေနဲ့ဟိုရွေးချယ်ကြပွဲထဲမှာတော့ Gokesh ကဘာရွှေ့ခဲ့လဲဆိုရင် G3 ဘုံးလေးကိုပဲပြန်စားခဲ့တယ် အဲ့ဒီ route ကိုတွားဆလို့ဆိုရင်ကောင်းလားဆိုတော့လေမကောင်းမြင်ဘူးเนาะတွားဆလိုက်လို့ဆိုရင်လည်းဟိုဘာဖြစ်မှာလဲဆိုရင်ကျတော့ပြန်ဆားမှာပြန်ဆားပြီးအောင်ဆိုရင်ဒီ route ကြီးက G3 ကိုပြန်ဆားပေါ့ဗျာ G3 ကိုပြန်ဆားလို့ဆိုရင်လည်းဒါ bishop တဲ့ e4 တွေပဲထပ်ပေးရမယ်ဒီ d5 တွေပေးရမယ်ဒီဘုန်းကြီးကလည်း pass ဘုန်းကြီးအာပြီးဒီ3တွေပဲတက်ပြီးဆိုရင်ဒီကောင်းအောင်မှာထပ်ဆားမယ်ဆိုရင်အများကြီးအများကြီးပို့ပြီးတော့ week သွားမယ်ပို့ပြီးတော့အားနည်းမှုတွေဖြစ်လာလို့ဆိုရင်ဒါတကြပေါက်ရှုံသွားမှာဒါကြီးကဘယ်လိုမှအဆင်မပြေဘူးပေါ့နော်အဲ့တော့ ိုဒီလောင်းကို Google Cash ကမရွေးချယ်ခဲ့ဘူးမရွေးချယ်ခဲ့ပဲနဲ့ Google Cash ကဘာပဲရွေးချယ်ခဲ့လဲဆိုရင် F3G3 ပဲပြန်ပြီးစားခဲ့တယ် F3G3 မှာအာကျွန်တော်ဒီနေရာမှာကာဆန်ကဘာရွှေ့ခဲ့လဲဆိုရင်အာ Nighthate H3 ဆိုပြီးတော့စားခဲ့တယ်ဗောနော်အဲ့မဲ့ဒီနေရာမှာပိုကောင်းတဲ့ရွှေ့ဘက်ကတော့ကစားပွဲထဲမှာတော့ကာဆန်က Nighthate H3 စားခဲ့တယ်အဲ့ဒီနေရာမှာပိုကောင်းတာကဘာပိုကောင်းလဲဆိုတော့ Bishop တဲ့ E4 ကပိုကောင်းတယ်ဘာလို့ဒီဖို့ကပိုကောင်းတယ်ဆိုတော့ဒီညမှာအဲ GDF4 ကိုစားခဲ့မယ်ဆိုရင် ဒီနေ့ F4 စားခဲ့မယ်ဆိုရင် Rudy 1နဲ့အရင်ချက်လိုက်လို့ရတယ်ဗျာ Rudy 1နဲ့ချက်လိုက်မယ်ချက်ပြီးတော့ဆိုရင်ကင်းရှောင်းပါလားမရှောင်းဘူးလားဗောနော်အဲကြောင့်ဒီမှာအကယ်၍ဗောနော် Rudy 1နဲ့ကာမယ်ဆိုလို့ဆိုရင်အမဲကဘာလို့လဲကြာတယ် Bishop F3 စားလိုက်လို့ရတယ်ဒါဆိုရင် तू က Rudy ဒါဆိုရင်ကျွန်တော်ဒီမှာဆိုအမဲက Cassian တကောင်တာသွားမှာဗောနော်ဒီလိုပုံစံလေးဖြစ်သွားမယ်အဲ့တော့ဒီနေရာမှာဗျာအကယ်၍ဗောအဲ Bishop F4 မှာတော့ ် GDF စားမယ် Ready One နဲ့ချက်မယ်ဆိုလို့ရှိရင်နောက်ထပ်ဘာလည်းရှိတယ် KH2 ရှောင်မယ်ဆိုပါသူ KH2 ရှောင်မယ်ဆိုရင်လည်းပဲဘာဖြစ်လဲဆိုဒါလည်းမကောင်း KH2 ဆိုတဲ့ဒီမှာ EDF စားမှာပဲစားတဲ့အခါကျတော့ဆိုရင်ဒီနေရာမှာ Root က C3 ပဲသွားရမှာပဲပေါ့နော်ဒီမှာ Root E1 သွားလို့မရဘူး Root E1 သွားလို့ဆိုရင်ခုနတိုင်းပဲအာကျော် Bishop F3 စားလိုက်လို့ရတယ်ဟုတ်ကဲ့ Root C3 သွားမယ်ဆိုရင်ရောအဆင်ပြေလားဆိုတော့ Root C3 ဆိုပိုဆိုးတယ် ဒီနေရာမှာ receipt တူတူတခါလဲမိတ်သွားမှာပေါ့နော်ဘယ်လိုမျိုးမိတ်လဲဆိုရင်ကျွန်တော်ဒီမှာ 9G phone နဲ့ချက်လို့ရတယ်ဗျာ 9G phone နဲ့ချက်မယ်ဆိုရင်သူက king ကပြေးပြမရှိတော့စားရမှာပဲစားတဲ့အခါကျရင် root နဲ့ချက်ပေါ့ root နဲ့ချက်လိုက်လို့ဆိုရင် nine နဲ့က nine နဲ့ကရင်စားပြီးရင်ကျတော့ root နဲ့ထက်က root နဲ့ကရင်ထက်စားထက်စားတဲ့အခါ king နဲ့စားဆိုရင်လည်းအဲ root ratio နဲ့မိတ်တယ်အဲ pawn နဲ့စားရင်လည်း root ratio နဲ့မိတ်တယ်ပေါ့ဒါဆိုရင်မိတ်တယ်ပေါ့ဒါဆိုလို့ဆိုရင်ရှုံးသွားမှာပေါ့နော်အဲ့တော့ပြောရမယ်ဆိုလို့ဆိုရင်ဗျာဟို ဒီနေရာမှာမရှုပ်တဲ့ E4 လေးကာဆန်အနေနဲ့အဲစားခဲ့တဲ့အင့်နေပေါ့ဒါပေမဲ့သူတို့မှလည်းပြောမယ်ဆိုလို့ရှိရင်အတိုင်းပရက်ရှာတွေရှိရပေါ့နော်အချိန်နည်းနေရတဲ့နည်းစိုက်မယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာကာဆန်ကစားပွဲထဲမှာတော့ 98H3 ပဲစားခဲ့တယ်အဲဒီ H3 ပုံးလေးကိုသွားစားရတယ်ပေါ့အဲ့တော့ဒူကက်ကပြန်စားရတယ်ပြန်စားရတဲ့မရှုပ်တဲ့ E4 စားပြီးတော့ဒီ night လေးကိုပြန်ပြီးတော့ပင်ထားရတယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာထည့်ကြည့်မယ်ဆိုရင် King H2 ဆောင်းတယ် King H2 မှာအာ Rookie 1ပေါ့နော် ရူဒီဝါကဆန်သွားတယ်ဒီနေ့မှာရူဒီဝါမသွားဘဲနဲ့ဗျာရိုးရိုးလေးပဲအဲကျွန်တော်မြင်တော့ Bishotte F3 စားလိုက်လို့ရတယ်ဗျာ Bishotte F3 နိုင်ရီကိုလဲလိုက်ပေါ့စားစားပြီးတဲ့ခါကျမှကျွန်တော်ဒီမှာအဲရူဒီတို့ချက်ဗျာရူဒီတို့ချက်တဲ့ချိန်မှာ KNG1 လာလို့ဆိုရင်အဲ့တော့မှ E4 တွေပါလိုက်လာလို့ဆိုရင်ဒါကဆန်နေနဲ့ဟိုပို့ပြီးတော့ဟိုနိုင်နာလွဲခုမယ်လို့ကျွန်တော်ထင်တယ်ပေါ့ဒါလို့ဆိုရင်ပို့ပြီးတော့မြန်တယ်ပေါ့နော်အဲကဲတော့ Rookie 3တွေပါလာလို့ဆိုရင်လည်းဒါကမလွယ်ဘူးပေါ့နော်ဒီနေဟာကိုကျွန်တော်ကြည့်ရတာ โอเคครับ re3 ဆိုလည်းကျွန်တော်ဒီမှာ re3 နဲ့တိုက်လို့ရတယ်ဗောနော်ဒီလိုဆိုဒီလိုတိုက်လို့ရတယ်ဒီတိုက်လိုက်လို့ရတယ်အဲ့တော့ဒါလည်းကျွန်တော်တို့အမဲတာတယ်ဗောနော်ဟုတ်ပြီအဲ့ကျွန်တော်ကစားပွဲလေးပဲကြည့်လိုက်မယ်ကစားပွဲထဲမှာတော့ဒီနေရာမှာ Gukesh က Kinesh 2တွားခဲ့တယ်ဗောနော် Kinesh 2မှာ Kasan က re3 1ပဲတွားခဲ့တယ် re3 1တွားပြီးတော့ချုပ်ထားတယ်ဗောအဲ့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှင် G4 တက်တယ် G4 ရဲ့ idea ကတော့နောက်လည်းကြာရင် G5 တက်ပြီးတော့ ဒီ night ကိုမောင်းမယ်ပေါ့နော် night ပြေးလို့ရှိရင် bishop စားမယ်ပေါ့ d idea လေးအဲ့တော့ bishop d5 စားတယ် d5 ကပုံစားတယ်စားတော့ bishop လေး d5 knight d5 အဲ့မှာဗျာကြီးလိုက်ဗျာဒီနေထောင်းကြီးလိုက်ဗျာဒီမှာလုံးဝအဲ center corner တဲ့ passport နှလုံးကြီးရံနေတာဟောအဲ့ဒါကြီးကလည်းတကယ်ပွဲချိန်ကြာလေပေါ်နေရန်နေမြင်လာလေအဖြူကိုကောင်းကောင်းဒုက္ခပေးလေပဲဒီကွန်နက်တက်ဘက်စဘွန်ကြီးကတော်တော်ဒုက္ခရောက်မှာပေါ့နော်ဒါ Google Search အနေနဲ့ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်မယ် ဂူကက်ရှ်က rookie တူသွားတယ်နာတဖိုးပြန်လာတယ် root ဒီ risky တူသွားတယ် risky တူမှာအဲ king up စစ်လေးလာတယ်ဒီ king up စစ် idea လေးကတော့မိုက်တယ်ပေါ့နော်ကာဆန်ကဒီမှာ95 gugas 95မှာလာနိုင်အောင်တားထားတယ်အဲနောက်တစ်ခါကျတော့ဒီ fm bone လေးပြန်ပြီးတော့ rook တွေပါနဲ့ပြန်ဆယ်ခြင်းလဲဆယ်လို့တော့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဖတ်ကြည့်မယ်ဆိုလို့ရှင်သူက h4 တက်တယ် h4 မှာကာဆန် king ဤစစ်သွားတယ် king ဤစစ်မှာ95နဲ့ချက်တယ်ချက်တဲ့အခါမှာ ကာဆန်ရရဲ့တင်းတင်းပဲအကင်းကိုအပေါ်ထိတက်လာတာပေါ့နော်အဲကျွန်တော်စားအမရူနက်ချက်တယ်ပေါ်တက်တယ်အမရူနက်ထက်ချက်တယ်ပေါ်ထက်လာတယ်ကင်းဒီ3မှာ ref 2သွားတယ် ref 2မှာအဲသူ f7 ပုံလေးညှိနေတဲ့အတွက်ကြောင့် f6 လေးတက်လိုက်တယ်ပေါ့နော်ကာဆန်နေနဲ့ဒီနေရာမှာမှန်တကယ်တော့ပို့ပြီးတော့ကောင်းတာတော့ကာဆန်နဲ့ပို့ကောင်းတာတော့အဲ ref 6ကပို့ပြီးတော့ကောင်းမယ်ထင်တယ်ပေါ့နော်ကျွန်တော်မြင် reach လေးတွားလိုက်တာ reach တွားမယ်ဆိုရင် ref 3ချက်မယ်ဆိုလို့ရှိရင်ကျွန်တော် gain c2 တွားလို့ရတယ်ဗျာ gain c2 တွားမယ်ဆိုရင် reach 2နဲ့ချက်မယ်ဆိုလို့ရှိရင်ကျွန်တော် gain b1 လာလို့ရတယ် အကယ်၍သူကအဲ rule of f2 လာပြီးတော့ဗျာနောက်လည်းကြာရင်ဒီမှာတော်တော်လိုက်ချက်ပြီးတော့အဲတရေယူနေတာမျိုးဆိုလို့ဆိုရင်လည်းကျွန်တော်ဒီမှာ93နဲ့တားလိုက်လို့ရတယ်ဒါလည်းဟိုကာဆန်ဒရာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကျွန်တော်မြင်တော့အဲ root ကအကယ်၍ g2 ချောင်မယ်ဆိုလို့ဆိုရင်ကျွန်တော်ဘာလို့ reach 4တွေပါစားလိုက်လို့ရတယ်ဗျာ reach 4စားလို့ရတယ်အဲ reach 4စားချိန်မှာ9နဲ့ကောင်မယ်ဆိုလို့ဆိုရင်ဒီ9ကိုပါထပ်စားလိုက်လို့ရဒါစားဒါစားပြီးတော့မှကျွန်တော်9နဲ့ခွာပေါ့ဒါလည်းကျွန်တော်ဒါ easy ဝင်မယ်ပေါ့နော်ဒါဆိုလဲโอเคဟုတ်ပြီဒါကျွန်တော်တို့ ကစားပွဲလေးကိုထပ်ကြည့်လိုက်ပါတော့ကစားတဲ့ပွဲထဲမှာတော့ RF တို့မှာဒီကာဆန်ကဒီနေရာမှာ upset တက်ခဲ့တယ်ပေါ့အဲ့တော့ upset တက်ခဲ့တော့ကျွန်တော်ဒီနေရာမှာ Gukash ကဘာဆွေးခဲ့လဲဆိုရင် RF 3နဲ့ချက်တယ်ချက်တဲ့အခါမှာ King တို့သွားတယ် King တို့မှာ Rudy Edu နဲ့ချက်တယ် Rudy နဲ့ချက်တဲ့အချိန်မှာကျွန်တော်တို့အဲဒီမှာတော့ Rudy တို့နဲ့ပဲကားမှာပေါ့နော် Rudy တို့နဲ့မကားလို့မရဘူး King 1ရှောင်းလို့မရဘူးပေါ့ King 1ရှောင်းလိုက်မယ်ဆိုရင်ကာဆန်ရှုံးသွားမှာဒါဆိုရင်ရှုံးသွား main 4ဖြစ်သွားမှာပေါ့နော်ဒါဆိုလို့ဆိုရင်ကျွန်တော် Rudy 3နဲ့ချက်ချက်တဲ့အခါကျရင် King ကဘွာလာမယ် ကင်းကပေါ်လာတဲ့အခါကျနိုင်ဤဖို့သွားလိုက်လို့ဆိုရင်အဲ့ဒါအမဲရရှုံးသွားတယ်။ဘာကြလဲဒီချက်မိတ်ကိုဘလို့မသားလို့မရတော့ဒီချက်မိတ်ကိုအဲ့တော့ကစားပွဲထဲမှာကာဆန်ကလည်းဘာပဲလုပ်ခဲ့ကြလဲရူတီဒူနဲ့ကာခဲ့တယ်ပေါ့နော်ရူတီဒူနဲ့ကာတယ်ကာတော့အဲကျွန်တော်ရူတီဒူကင်းနေဒီဒူအဲ့မှာကျွန်တော်နိုင်ဤဖို့နဲ့ချက်တယ်ချက်တော့ရူကိုပြန်ပြီးတော့ချိန်ထားတယ်ကင်းနဲ့ပြန်ခဲ့တယ်အကင်းနဲ့ပြန်ခဲ့တဲ့အချိန်မှာကျွန်တော်ဒီနေရာမှာကာဆန်ကဘာရှိခဲ့လဲ D5 ဆိုပြီးတက်ခဲ့တယ်။ D5 အဲ D5 မှာ night day upset ညနေ upset မှာ rook နဲ့ပြန်ချိန်တယ်ပြန်ချိန်တော့ rook နဲ့ချက်တယ် ref နဲ့ချက်တယ် ref နဲ့ချက်ချိန်မှာ king e1 လာတယ်ဗောနော် king e1 မှာ rook night day 7မှာသွားတယ်အဲ့ဒီ night day 7မှာ night day 7ကတော့လက်ရှိဒီနေထားလဲကျွန်တော်ပြောမယ်ကာဆန်ကတာနေလေးရဒီနေရာမှာအကောင်းဆုံးကတော့ကျွန်တော် rook e8 ကအကောင်းဆုံးပဲဗောနော် rook e8 သွားပြီးတော့ကိုပွန်လေးကိုပြန်ကယ်ထားမယ်ပြီးတော့ဆင်ကျွန်တော်တို့ d4 တွေ e အဲ d3 တွေဆက်ပြီးတော့အဲလိုက်လာလို့ ရတယ်ပေါ့နော်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်တို့အဲအဲ့နောက်မှာမှာ night diva တွေချောင်း night diva တွေလှည့်ပြီးတော့ဆိုရင်ကျွန်တော်တို့ e4 ပါထပ်လိုက်လာလို့ရတယ်ပေါ့ဒီလိုပုံစံနဲ့ဆိုရင်ပို့ပြီးတော့အဆင်ပြေရပြီးအခွင့်အရေးကျတော့ d2 ပါတက်လို့ရတယ်ပေါ့ဒါကတော့ဟိုကာဆန်ကနည်းနည်းလေးတာတယ်လို့ပြောလို့ရတယ်ပါတယ်အဲ့တော့ကျွန်တော်ကထပ်ကြည့်မယ်ဆိုလို့ရှိရင်ညကစားပွဲထဲမှာတော့ကာဆန်ဒီနေရာမှာဘယ်လနာထပ်တော့ပါပဲဒီနေရာမှာကာဆန်ဘာဆွေးခဲ့တယ်ဆိုတော့ night night နဲ့တွားပြီးတော့ချက်လိုက်တယ်ပေါ့နော်အဲ့ဒါဘယ်လနာဖြစ်သွားတာပဲ အဲဒီမှာနိုင်အီတူချက်လိုက်တဲ့အချိန်မှာကာဆန်ရှုံးတာပဲပေါ့နော်ဒီနေရာမှာနိုင်အီတူချက်လိုက်တဲ့ကြောင့်သူကရုခ်နဲ့စားတယ်ရုခ်နဲ့စားတော့ကင်းနဲ့ပြန်စားကင်းနဲ့ပြန်စားတော့နိုင်နဲ့အဖိတ်ကိုစားအဲပြောမှလည်းဒီနေရာမှာကာဆန်တကောင်ရသွားပါပေါ့နော်နိုင်တကောင်ရသွားတယ်အဒီအချိန်နေရနှစ်ယောက်လုံးကကျွန်တော်တို့ဒါမိနစ်ပိုင်မဲ့ကြံတာပေါ့နော်10မိနစ်အောက်တော့ရောက်နေတဲ့အခိုက်အတန့်နေပေါ့အဲ့တော့အဲဘလန်လာထွက်တော့ပါပေါ့အဲကျွန်တော်ဒီမှာထည့်ကြည့်မယ်ဆိုရင်ကာဆန်ဘာရှိခဲ့လဲဆိုတော့ D4 တက်တယ်ဒါပေမဲ့ဖြစ်ချင်တော့ဗျာဒီနိုင်ဂျီးယား ဒီပုံးကိုကောင်းကောင်းပြန်ပြီးတော့မှီနေတယ်ပေါ့အဲ့ဒီဖုန်းမှာကျွန်တော်ထပ်ကြည့်မယ်ဆို night e6 night e6 မှာ d3 d3 မှာ night c5 night c5 မှာအကြေတူကဒီမှာ d2 တက်လို့မရဘူးပေါ့နော်အဲ့ d2 တက်လို့ဆိုရင်တူကဘာလို့လဲ night e4 သွားလိုက်လို့ရတယ်အဲ့ d1 သွားမယ်ဆိုလို့ဆိုရင် d1 ကွင်းလို့မယ်ဆိုရင် night d1 night night နဲ့ချက်လိုက်လို့ရတယ်ပေါ့ night နဲ့ချက်ပြီးတော့ဒါလဲလိုက်လို့ရစားလိုက်လို့ရတယ်ပေါ့ပြီးဒီဘက်က21ဖောက်သွားလို့ဆိုရင်နိုင်ပြီပေါ့ google နိုင်ပြီပေါ့အဲ့တော့ကျွန်တော်ဒီမှာအဲ နိုင်ကမီနီယာတိရအတွက်ကြောင့်ကာဆန်ဘာပဲရွှေ့ခဲ့လဲဆိုရင်ဂင်အီ3ပဲရွှေ့ခဲ့တယ်ဂင်အီ3မှာနိုင်စီနိုင်အီ4ဂူကက်ကလည်းဒီပွန်းကိုပြန်ပြီးတော့တားဖို့အတွက်ကိုအဲနိုင်ဘီ2ပြန်လာမှာပေါ့နော်နိုင်ဘီ2ကနေပြီးတော့တားထားမယ်ပေါ့အဲ့တော့ e4 လာတယ် e4 မှာ h5 နဲ့ဖောက်တယ်အဲ့တော့ဒီမှာ စားရတယ်ပေါ့ဂင်ဒီ2လာတယ်ဂင်ဒီ2မှာနိုင်ဘီ2နိုင်ဘီ2မှာ e3 e3 မှာနိုင်စီ4နဲ့ချက်တယ်ချက်တဲ့အခါမှာဂင်း e2 လာတယ်ဂင်း e2 မှာ king f4 ဆိုပြီးလာတယ်အဲ့အချိန်မှာပဲကာဆန်ကပုတ်ကိုရိုက်ချလိုက်တယ်ပေါ့နော်အရှုံးပေးလိုက်တယ်ပေါ့အဲ resign လုပ်သွားပါတယ်အဲ့တော့ဒီပွဲလေးကတော့ကာဆန်တို့ကတော့တော်တော်လေးကိုအာထိခိုက်ရတဲ့1 ngi ကိုရတဲ့ပွဲတစ်ပွဲပေါ့နော်ဘာကြောင့်သူတစ်ပွဲလုံးအသာစီးရခဲ့တယ်အဲရွှေကအမားတစ်ခုကြောင့်ကစားပွဲတစ်ပွဲလုံးပြန်ပြီးတော့ပေးဆက်လိုက်ရတယ်ပေါ့အဲအဲ့တော့ဒါလေးကကစားပွဲကောင်းလေးတစ်ခုတစ်ခုပါအဲ့တော့ဒီပွဲလေးကိုအလုံးအာ တဘောနားလည်လိမ့်မယ်လို့ထင်ပါတယ်။ Okay ဒီဘွဲနဲ့ပတ်သက်ပြီးတော့နားမလဲတာမရှင်းတာသိကျင်တာရှိစဉ်ကျွန်တော်ကွန်မန့်မှာမေးဝါလို့ရပါတယ်။ဒီနေ့ကျွန်တော်ရဲ့ဒီဗီလေးကတော့ drop ပါပဲ။အာကျွန်တော်ရဲ့ဒီဗီလေးကိုအစားဆုံးလာရောက်ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးများရှိတင်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ဆက်မယ်။အားလုံးပဲကျေးဇူးပါခင်ဗျာ။